โอเคအားလုံးပဲမင်္ဂလာပါမင်္ဂလာနက်ခင်းပါဘောနော good morning ဆိုတော့အခုကျွန်တော်မနေ့ညကဒီခါနာလီအဲဆိုတဲ့ဒီရွာမှာကျွန်တော်နားတယ်ဘောနော်ဘာလို့လဲဆိုရင်ဒီနာမည်ရလမ်းတည်ဒီဒီဒီတသားက ခနာလီတားဘောနော်ဒီမိကခနာလီမိဆိုတော့ဒီဘက်မှာကျတော့ယောရှိရယ်ဟိုဘက်ကန်ဆွင်ကျတော့ဟိုဟာ national national park ဖြစ်သွားရယ်ဘောနော်အမျိုးသားဥယျာဉ်ဖြစ်သွားပြီးအဲ့ဒီမှာကအာဒီညဘက်ဆိုရင်ကြားတယ်အဲဆင်းတယ်ဘောနော်ခါခါဖြတ်တယ်ပြီးရင်အဲခဏခဏလည်းဒီအဲ အတွားအလာဖြစ်တဲ့ယင်တွေကိုခဏခဏတိုက်ခတ်ခံရတယ်ဗောနော်ဆိုတော့အဲညပက်ဆိုရင်သူတို့ကဒီဆိုင်ကယ်နဲ့ဒီစပိန်တွေကိုသူတို့ညပက်ဆိုရင်ဖြတ်ခိုင်းတော့ဘူးကားတွေလည်းဖြတ်ခိုင်းတယ်ဗောနော်အဲစပိန်ကကြောက်သူကနေနေလည်းဖြတ်ဖြတ်မခိုင်းဘူးတင်တယ်မဖြတ်ခိုင်းတော့တင်တယ်အဲ့တော့ဒေတာမပြောတတ်အောင်ဆိုတော့အဲမနေ့ညအဲ့ဒါနဲ့ကျွန်တော် အပြင်ကျွန်တော်ဒီယူရောက်တာလဲကျွန်တော်ည6နာရီလောက်ဆိုတော့အာနောက်ကျသွားလေနော်နောက်ကျသွားဆိုကျွန်တော်လည်းမဖြတ်တော့ဟိုဘက်ရောက်ရင်လည်းကားနဲ့တင်ကားနဲ့တင်ဖို့တော့လုတ်လုတ်လုတ်တာဟုတ်တယ်ရေးနေတယ်ကားနဲ့တင်ဖို့လုတ်တယ်သူကအမှကားတွေပါစောင့်ဖို့လုတ်လုတ်လုတ်ပေးတယ်ဒါပေမဲ့ ကျွန်တော်ကညမညနောက်ကျနေဆိုတော့ကျွန်တော်မနာပဲနဲ့ဟောမနာတော့ဖြစ်သွားတယ်မဖြတ်ပဲနဲ့အနာလိုက်တယ်ပေါ့နော်ကျွန်တော်ဟောတော့ခနာလီရှေးဆိုတော့ကျွန်တော်ပြမယ်ဒါဒါကျွန်တော်ရဲ့အခန်းခရနဲ့ပြမယ်နော်ဒီတော့အင်းဆွဲကြည့်ရအောင်ဟန်ဒီရန်တဲ့ရမင်းညမူးရွာရ လာလာဆွမ်းရခုအဲတော့ဒါကြတော့အခန်းထဲမှာနေရမှာမဟုတ်ဘူးနော်တောင်းရဒီဘက်တောင်းရဆိုရင် tracking ပဲလုပ်လို့ရလို့ပြောရမှာနော်ကျွန်တော်စဉ်းစားနေတရက်လောက်နားမှာ tracking ပဲလုပ်မလားလို့စဉ်းစားနေတာမလို့တော့ပါဘူး မတမချက်ပွန်းဘောမာဒါဟာဒါဒီမှာ tracking တွေပါလို့လို့ရတယ်ပြီးရင်အဲ roughing ပေါ့နော်ဒီလေးပါစီလို့ရတယ်ဒါပေမဲ့အခုကကြတော့သူကသူရဲ့ญาတိမဟုတ်ဘူးပေါ့နော်နောက်လာနောက်လာတော့ကနေစာမှာ အမှအလေပတ်လာတဲ့အရာဒီဖြစ်လာပြီပေါ့နော်ဆိုတော့အဲ့ဒီအဲ့ဒီအချိန်ကစာမှန်လူတွေလည်းပြန်များလာပြီပေါ့နော်မတောင်တွေပတ်လေပြီဗျတောင်တွေအရင်နီးကပ်နေပြီအဲ့ဒီအချိန်ကနေနေတဲ့ ခဲဒီမိကတော့ကနလီမိလို့ခေါ်တယ်အဲဒီတသားကလည်းကနလီတသားပေါ့နော်ကျွန်တော်မနေ့ညဒီဟိုဟာအဲညှို့ချုပ်သွားတော့မဖြတ်ခိုင်းအောင်ဗျဒီအဲစပိန်နဲ့ဆိုရင်မဖြတ်ခိုင်းအောင်လေနော်ဟိုဘက်ဟိုဘက်ဟိုဘက်ကန်းဆိုရင်တော့သူကဟိုဟာဖြစ်သွားပြီဗျာ National Park ဖြစ်သွားပြီ3တော်ရန်3ဆန်ဒီအရန်ဆိုးတယ်ပေါ့နော်ဆိုတော့ညဆိုရင်ဒီဆိုင်ကယ်တို့ စပိန်တို့ဆိုရင်မဖြတ်ခိုင်းတော့သူတို့ကအဲ့ဒါအဲအခုဒီမနက်ကျတော့ဖြတ်ခိုင်းတယ်ပေါ့နော်ဒါပေမဲ့အဲခုနကဟိုရေးပြောတာကတော့အဲနောက်ထပ်10ကီလိုမီတာလောက်ဆိုရင်သူတို့အမှ check point ရှိတယ်အဲ check point ကလူတွေကကျွန်တော်ကိုရက်ခိုင်းပြီးမှသူတို့ဒီကားတင်ပေးဖို့လုပ်ပေးလိမ့်မယ်တဲ့အာအခုနည်းနည်းတော့သွားလို့ရအောင်လို့ဗျာโอเค sunset အနေနဲ့ဒီဒီခနာလီမြစ်ကကြတော့မလားမြေပေါ်နိုင်ငံမှာအရှည်ဆုံးမြစ်ပြမီတာအကီလိုမီတာအပြင်အာ900ကီလိုမီတာလမ်းတည်းရှိတယ်ဟုတ်တယ်900ကီလိုမီတာဘောနော်ဒီမီကာအာ ဒီဘက်မှာအခြေခံတယ်ပြီးတော့နေပိုးကိုဖြတ်ဆင်းတယ်အာပြီးရင်အိန္ဒိယနိုင်ငံထဲကိုပြန်စီးဝင်သွားတယ်ပေါ့နော်ပြီးရင်အိန္ဒိယနိုင်ငံမှာကြတော့သူကဒီဂင်္ဂါမြစ်နဲ့ပြန်မှပေါင်းပြန်ဆောင်တယ်ပေါ့ဗျာအဲ့ဒါအဲအဲ့ဒါအဲ့လိုပေါ့နော် ိုဒီမိကအိန္ဒိယနိုင်ငံမှာတော့ပူပြီးမှရှယ်လေးစီးလေးပဲအိန္ဒိယနိုင်ငံမှာဒီမိရဲ့အရှည်ကအဲတထောင်ကီလိုမီတာကျော်တယ်ဒါမှနေပေါ်မှာကျတော့900ကီလိုမီတာလို့နော်โอเคဆိုတော့ကျွန်တော်ဒီမှာတပ်ပုံခဏတော့ရိုက်အောင်မယ်ရိုက်လို့ရအောင်ခဏရက်ပြီးမှ okay ဆိုတော့ကျွန်တော်အခု national park တက်ဝင်လာပြန်နောက်ထပ်10 km လောက်ဆိုရင် checkpoint check checkpoint ရှိတယ်လေဟာဒီနေရာရောက်တော့ကျွန်တော်ရက်ခံရမယ်ထင်တယ်ရက်ရက်ရမယ်ထင်တယ်ရက်ပြင်မှာအမအားတူပေါ့နော်အဲစပိန်ကိုဖြတ်တက်မှာခိုင်းတယ် တောင်းဝင်နေအရန်ဒီကတ်တယ်ဗျာနေရှင်နယ်နေရှင်နယ်ပါကောနော်ဆိုဒီနေရှင်နယ်ပါမှာပါဒီအခီးသွားနေတဲ့အနေနဲ့ဘာလို့လုပ်လို့ရလဲပေါ့နော်အများရှိပြာမှာသူတို့ jeep car နဲ့ safari သွားတာတို့ဘာလို့ညာတို့ကတော့ပြန်မှာအဲ3 sunday လိုက်ကြည့်တာမျိုးတွေပေါ့နော်ညက်တွေကြည့်တယ်ဘယ်လိုပေါ့အများရှိပြာ ဗျမ်းမိုက်လေဗျာအာဒီလိုမျိုးဘယ်လိုပြောမလဲဘေးမဲ့တော်တွေကိုထိမ့်သိမ်းပြီးမှပတ်စံရှာတော့ပေါ့နော်နိုင်ငံခြားပတ်စံရှာအရမ်းမိုက်တယ်ဒရုန်းနိုင်ငံမှာလည်းအများကြီးရှိတယ်ဒါပေမဲ့အကုန်လုံးတည်ရတိုင်းပဲအခြေအနေတွေကဘလူတွေမှလည်းမသိဘူးကျွန်တော်ဗေမာနိုင်ငံမှာ ဘေးမဲ့တောတွေကိုထိန်းသိမ်းထားတယ်ပေါ့နော်ထိန်းသိမ်းထားတယ်စီစနစ်တကျထိန်းသိမ်းတယ်ပြီးရင်ဒီလိုထိန်းသိမ်းခြင်းအပြင်တဘာဝပေါင်းချင်တော့လည်းကောင်းတယ်ပြီးရင်နိုင်ငံအတွက်လည်းဒီမှာရှိတစ်ဖက်တစ်လမ်းကနေနိုင်ငံ၆ဝန်ကိုရှာပေးတယ်ကွာလောက်တောင်ကောင်းတယ်ပေါ့နော်ကျွန်တော်တို့မာလည်းအများကြီးရှိတော့အမျိုးတွေဘေးမဲ့တောတွေပေါ့နော်ပေးမဲ့တော်ရောအများကြီးရှိတယ်ဒါပေမဲ့ဘယ်လိုလဲမသိဘူးနာမည်ခံတဲ့ ဘေးမဲ့တော်လားတကယ်ဘေးမဲ့တော်လားတော့မပြောတတ်ဘူးเนาะ Okay anyway ကျွန်တော်အခုဒီမှာအဲ့လိုလို့စေအေးအမောင်းမောင်းမောင်းအမောင်းမောင်းဒီရေအော်ဒီရေမဟုတ်အဲ့ဒါကြီးတာပါလားဟောချစ်တည်လား ူလားပတ်စံပေးချင်လို့မင်းကြည့်လိုက်ရအောင်ပါကြီး Okay ဆိုဆက်သွားမြတ်တို့မနောက်ရှက်တော့ဟာတိလားအဲ့လိုလေးပေါ့နော်အဲ့ဒီနေရာကနည်းနည်းလေးဆက်သွားလိုက်တော့အဲ့ဒီမှာ checkpoint တစ်ခုရှိတယ်အဲ့ဒီ checkpoint မှာကျတော့သူကစပိန်တွေကိုပြန်မဖြတ်ဘူးဘာဖြစ်လို့လဲဆိုရင် ဒီအမျိုးသားဥယျာဉ်ထဲမှာဒီသရီဆန်တွေကစင်တွေကြားတွေခါတွေထွက်တတ်တယ်ပေါ့နော်ဆိုတော့စပိန်တွေမဖြစ်ပေးမဖြစ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်အဲ့ဒီမှာကားကြုံလိုက်ဖို့အတွက်ခဏလေးစောင့်နေခဲ့ရပါတယ်အဲ့လိုနဲ့ခဏကြာတော့ကားတစ်စီးကရောက်လာပြီးမှအဲကျွန်တော်ကိုခေါ်သွားမယ်လို့ပြောလို့ကျွန်တော်လည်းအဲ့ဒီကားနဲ့ပဲလိုက်သွားခဲ့လိုက်ပါတယ် no it's okay it's okay ကိုကပါပါလား okay ဒီချောင်းမှာကြတော့ကျောကားလေကြရင်ဟိုဒီချောင်းရင်ထွက်လာတတ်တယ်ပေါ့နော်အဲ့ဒါဒါပေမဲ့တမကောင်းဆိုရင်ဒီနေ့တော့မထွက်ဘူးပေါ့ချောင်းကျွန်တော်အခုကားကြုံလိုက်နေရဗျာအာ National Park နှစ်ခုကျော်သွားပြီ โอเคဆိုခုနကျွန်တော်ကားကြုံလိုက်စီးနေဒီမှာကိုကြီးနေရရောက်ပြီပေါ့နော်အာဒီရွာထဲမှာရောက်နေပြီဆိုအာ National Park နည်းနည်းရောက်ကြောခဲ့ပြကျွန်တော်ကအဲ့ဒီနေရာမှာတွေကအာစပိန်ကိုမဖြတ်ခိုင်းဘူး ဆိုင်ကယ်တွေဆိုရင်လည်းဒစီးနဲ့မတွားခိုင်းဘူးပေါ့နော်။နစီး၊၃စီး၊၄စီးလောက်မှအတူတူတွားခိုင်းတယ်ပေါ့နော်။ဆိုတော့လိုပဲဖြစ်ပါကျွန်တော်ခုနကားကြုံနဲ့စီးပြီးမှဒီမှာ free စီးခဲ့ရတယ်ဗျ။အဲ့ဒါဒီနေရောက်ခဲ့ပြီ။ဆိုတော့ဒီကနေ့စာမှကျွန်တော်စပင်းပြန်နင်းတော့မယ်။ ည်းမရဘူးအရှင်မိုးကအရန်ကြော်နေတာမိုးရန်ကြော်နေတယ်ဒါမှနေရာတော့ပြန်ပူနေတာပါဘူးမလန်တီရောโอเคสู้อ่ะกู9นาทีจุรุมกว่าชมทีมาเอ่อดิลามาจีเนี่ยไปมาบาสกัมมาตันตะคู่ตุ่ยเลยป่ะเนาะ 가라. 아, 나저 채피옥사 왔다 오겠는데. ်စားတောက်နေတာအဲ့ဒါဟောဒီဘက်မှာဒီဒီပေါ်မှာကျွန်တော်မသိဘူးလားဘာဖြစ်လဲမသိဘူးဟောဟောအိန္ဒိယကျွန်တော်စဝင်လာတဲ့အိန္ဒိယဘော်ဒါအနေနဲ့အိန္ဒိယဘော်ဒါအနေနဲ့ကျွန်တော်ဒီဘက်ကိုဒီပြပြပေါ့နော်ဒီအာလွန်ပနီရှိတဲ့ဘက်ကိုပေါ့နော်ဟိုခါရာလွန်ပနီဟောကမန်တူပေါ့နော်ဒီညီပေါ်နိုင်ငံရဲ့အနောက်ဘက်ကနေအရှေ့ဘက်ကို ဥတီမလာခဲ့ရနော်အဲ့ဒါအဲကီလိုမီတာဒီဘယ်လိုပြောမလဲလာရင်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 တော့ကီလိုမီတာဒီဘက်အဲအရှေ့ဘက်ကိုပူပြီးမှရောက်လာလေလေအစတော့ဈေးပူကြည့်လာတယ်ဘာဖြစ်လို့လဲတော့မပြောတော့အဲကျွန်တော်နေဆက်မှာဒီသမင်းပုံစားလို့ပြောရမှာသူတို့ကဒါဘတ်ဆိုတော့ဘာလို့မသိဘူးပြောရတာသမင်းပုံစားတဲ့ဘွဲကို အဲ vegetarian ပေါ့နော်တပွဲကို120ဟုတ်တယ်120လောက်နဲ့စားရပါအဲ့ဒါနောက်ထပ်ဒီဘက်ကိုကီလိုမီတာ100ကျော်ရောက်လာတော့150ဖြစ်သွားရပါအဲ့ဒါအခုအခုကျတော့လည်းနေရာနေရာနေရာကျော်တွေဖြစ်သွားရပါတယ်တတိပြင်းနဲ့ဇေယတက်လာတော့သမင်းကျော်ဆိုလဲဘောဓမာကျတော့80ရင်းတော့အဲ့ဒါ ဒီဘက်ရောက်လာတော့အဲမနေ့ကကျတော့တရားပေါ့အဲ့ဒါဒီနေ့မင်းကြည့်တော့နေရ950ဆိုလားမသိဟုတ်တယ်အဲ့ဒါဘယ်လိုလဲမသိကျွန်တော်မပြောတတ်တော့အာဒီနေ့လည်းလိုက်မင်းမစားမလို့အဲ့ဒါဈေးကနေရကျော်ဖြစ်နေအောင်ဒီဂျစ်သေးရန်တော့နေရကျော်ဆိုတော့ကျွန်တော်မစားဘဲနဲ့ထွက်လာပြန်အဲ့ဒါရေပဲတောက်အောင်မထွက်လာပြန်အဲ့ဒါအခုမှကျွန်တော်ချက်စားချက်စားပါတော့ โอเคကျွန်တော်စားပြီးတော့ရင်တော့ခီးပြန်ဆက်မယ်ကြာအာโอเคကျွန်တော်အခုဒီပေးမဲ့တော့အဲပြန်ဖြတ်နေရဗျာညလည်းမောင်းလာပြီအပေါ်မှာလည်းဟိုမှာမင်းနေရပဲမူးရော်တော့မှထင်တယ်အဲညအကျတော့9နာရီညပေါ်နာရီ9နာရီခွဲ6နာရီစုကနေပြီဗျာအဲ့ဒါ ။အိုးတိတ်ဆိတ်နေရပါဗျာကျွန်တော်တယောက်သေးပဲ။အဒီမှာဟိုအတီတိုးသေးကအကောင်ပလောင်တိုင်တော့ကြားရတီး။ဟောဒီကိုရောက်မှာပဲကျွန်တော်တို့ခုကောင်ဒေသဘက်ကတော်ကြီးတွေကိုဖြတ်နေရသလိုပဲ ော့ဒီဒီလမ်းမဒီ highway လမ်းမကြီးမှာဘယ်မဲ့တော့တယ်အများရှိပဲအာကျွန်တော်ဖြက်ခဲ့တော့မှအသေးတွေရောအကြီးတွေရောတော်များကြီးပဲကျွန်တော်ဖြက်ခဲ့တာဒါမဲ့အာနေရာတစ်ခုတော့ဘယ်မဲ့တော့နေရာတစ်ခုကျတော့လုံးဝစပိန်နဲ့ဆိုင်ကယ်တွေကို စပိန်ကိုပြေးမဖြတ်ဘူးကွာ။ဆိုင်ကေကိုကျတော့ပြေးဖြတ်တယ်ဒါပေမဲ့အဖွဲ့နှမပြေးဖြတ်တယ်ကွာ။အဲ့လိုမျိုးလေ။ဒီနေ့ကျွန်တော်ဆိုင်ကားကြုံစည်းလာတဲ့အချိန်မှာတော့အဲဂျီလေးတွေပေါ့နော်။ဂျီလေးတွေအဖွဲ့အဖွဲ့လိုက်အဖွဲ့လိုက်။နည်းနည်းရအောင်တွေ့ရကြဟလာ။တော်ကြီးရဒီမှာအကောင်ပလောင်နေကြားနေရတော့တန်းနေ ငုံချုပ်လာရင်တော့ဟိုတော့တဲမှာရွာတယ်တဲမှာနေရတဲ့လူတွေဆိုတည်ရကွာငုံချုပ်လာပြီဆိုရင်တိတော့ထဲရကြီးအကောင်ပလောင်တန်နေတော့မအယုံဆိုင်မှနားထောင်ပြီးကြားရမယ်ဆိုတော့ okay ဆိုတော့ကျွန်တော်သွားနေတယ်မူးလည်းချုပ်ပါပြီကျွန်တော်နည်းနည်းညညာလေးနင်းလိုက်တော့မယ်ကျင်းကြီးထလားထလား